ကဘာကျော်ရဲ့ယင်းနီမြို့နံသူဘီလီယံနာကြီးဝါရန်ဘူဖက်ရဲ့တခုတည်းသောအောင်မြင်ဖို့အတွက်နော် investment လုပ်တဲ့အခါမှာသုံးတဲ့ strategy တခုရှိတယ်။အဲ့ဒီ strategy တခုကြောင့်မလို့ပဲဝါရန်ဘူဖက်ကဘီလီယံနာကြီးဖြစ်သွားတာ။တခြားသော strategy တွေရောရှိလိမ့်မယ်။ဒါပေမဲ့ကျွန်တော်အကြံဆုံး strategy အဲ့ဒီ strategy ကဘာလဲဆိုတော့ be fearful one others are greedy တဲ့။တခြားသူတွေလောဘတွေကြီးနေတဲ့အချိန်မှာကြောက်ပါတယ်။နောက်ဘက်မှာ be greedy when others are fearful တခြားသူတွေကြောက်နေတဲ့အချိန်မှာလောဘကြီးပါတယ်သိကိုကောင်းတဲ့ strategy လေးတခုအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ကလူတွေမှာ emotion တွေရှိတယ်။ဟာတခြားသူတွေက hard stock တွေဝယ်သိမ်းပြီးဒီ company မှာ investment လုပ်သိမ်းပြီဆိုပြီးတော့မှလူတွေကဝုန်းနဲ့ဝင်ပြီးတော့မှ investment လုပ်ကြတယ် stock တွေဝယ်တဲ့အချိန်မှာကိုယ်ကလည်းဇွတ်လိုက်ပြီးတော့မှဝယ်တယ်။အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဆုံးရှုံးနေနာမှုတွေရှိတာ။ အဲ့လိုပဲသူများတွေကကြောက်ပြီးတော့မဟာဒီ stock တွေကဈေးတွေတက်နိုင်နေတဲ့ဈေးတွေတက်တော့မယ်တဲ့ဆိုပြီးတော့မှသူများတွေကြောက်နေချင်းကိုယ်လည်းကြောက်ပြီးလိုက်မဝယ်မဝယ်တော့ထပ်ပြီးတော့မှဆုံရှုံနေတာမျိုးရှိတယ်အဲ့တော့သူများတွေကြောက်နေပြီဝယ်ဖို့ကြောက်နေပြီဆိုလို့ရှိရင်ကိုကအဲ့ချိန်မှာ greedy ဖြစ်ဖို့လုပ်တယ်โอเคအဲ့တော့သူများတွေဒီ stock ကိုမဝယ်ဘူးဒီထက်မှ investment မလုပ်ဘူးငါ investment လုပ်မယ်ဒီ stock တွေကိုငါဝယ်မယ်ဆိုလို့ရှိရင်ငါအတွက်ဘာအကျိုးမြတ်တွေရနိုင်လဲငါအတွက်ဘာကောင်းတာတွေရှိလဲဆိုပြီးတော့မှလောဘတကြီးနဲ့ ဝင်ပြီးတော့မှယင်းနီမြုပ်နှံမှုလို့တယ်။ဒါပေမဲ့ကျွန်တော်ခဏခဏပြောရဲအချက်အလက်တည်တော့ခိုင်မာဖို့လို့တယ်။ကြောင့်မို့ကျွန်တော်ဒီပြောတဲ့ strategy လေးတခုသုံးချီစမ်းပါ။အဲ့တော့ဒီ strategy ကကျွန်တော်တို့ stock တွေ investment လုပ်တဲ့အခါကုမ္ပဏီတွေထဲမှာလာပိုင်ဆိုင်မှုတွေဝယ်တဲ့အခါအပြင်ကိုတခြား business ထဲမှာလည်းကျွန်တော်သုံးလို့ရလိမ့်မယ်။ ဒီဖြားနေတခုတွေးလိုက်နိုင်မလို့တော့ထင်ပါတယ်ကျွန်တော် stock နဲ့ပတ်သက်ပြီးတော့မှခုလာမယ့်ဒီဇင်ဘာလ15ရက်နေ့မှာ stock investing mastery ဆိုတဲ့သင်တန်းတစ်ခုကျွန်တော်ဖွင့်ထားတယ် SIM batch 1အဲ့ဒီသင်တန်းကကျွန်တော်ကဒီ stock ဒီဘယ်လိုဝယ်ရမလဲဘယ်နေရာမှာဝယ်ရမလဲကိုယ့်ရဲ့နောင်ရေးနောင်ရေးအေဂျင့်မို့တော့ solo cc အနားယူပြီးတော့မှဈေးကြကြနဲ့နေနိုင်ဖို့ စ조사နေတဲ့သူတွေအတွက်ကို investment လုပ်ဖို့အတွက်သင်တန်းဒီသင်တန်းကနိုင်ငံခြားမှာတက်ရင်တိတ်ကိုဈေးကြီးပါတယ်အဲ့တော့အင်္ဂလိပ်လိုတက်ရမယ်ကိုကြားစီလည်းအရန်များမယ်ဒါပေမဲ့ကျွန်တော်တို့ဒီသင်တန်းကိုမြန်မာလိုသင်မယ်ပြီးတော့သင်တန်းဈေးနှုန်းကိုလည်းနည်းနည်းလေးနဲ့ကျွန်တော်တတ်မှတ်ထားတယ်အဲ့တော့ကိုကနိုင်ငံတကာမှာရောက်နေတဲ့သူဖြစ်တယ်ကိုမှာ passport ဖြစ်တယ်ကိုမှာ bank account တစ်ခုရှိတယ်ဆိုလို့ရှိရင်တော့မဖြစ်မနေလာတတ်ပါကဲယူကိုကမြန်မာနိုင်ငံမှာနေတယ်သို့တော့ passport ရှိတယ်မှာထိုင်းလောက်ကိုလာနိုင်တယ်ဘန်ကောက်လောက်ကိုလာပြီးတော့မှာအကောင့်ဖွင့်နိုင်တယ်သူဆိုလို့ရှိရင်ဒီသင်တန်းတက်လို့ရပြီအဲ့ တော့အဲ့လိုမဟုတ်ရင်တော့ကျွန်တော်ဒီသင်တန်းမတက်ပါနဲ့အဲ့တော့ဒီသင်တန်းရဲ့သင်တန်းကြီးကကျွန်တော်10သိန်းသတ်မှတ်ထားတယ်သို့တော့ကျွန်တော်9သိန်းနဲ့အခွင့်ပြုထားတယ်အဲ့တော့လူရဲ့တော့ကန့်သက်ထားတယ်အခုကကျွန်တော်ဗီဒီယိုတစ်ပုဒ်ရိုက်လိုက်ပြီဆိုလို့ရှိရင်ဒီ stock သင်တန်းတက်မဲ့သူတွေကအများကြီးပဲဒီမှာကျွန်တော်တို့ဒီလမြန်မြန်အထားဖို့လိုတယ်အဲ့တော့ကိုယ့်ရဲ့ဘဝကငောင်ရေးအချမ်းဖို့အတွက်မဖြစ်မနေဒီသင်တန်းကိုလာပြီးတော့မှတက်ပါကျွန်တော်စီကနေပညာတွေလာယူပါ ီရောင်းနေကနေပြီးတော့မှခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီဂျိုးရစုံတွေရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်ဒီဗီဒီယိုဆုံးဖြောင်းကြည့်ပြရတော့ကျေးဇူးအများကြီးတင်ပါတယ်တင်တဲ့တက်ချင်တယ်ဆိုလို့ရှိရင်တော့ message box မှာသွားပြီးတော့မှတင်တဲ့တက်ချင်ပါတယ်ဆိုပြီးတော့မှပြောပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ